ဂါဇာစစ်ပွဲပြီးဆုံးသွားပြီဟုအမေရိကန်သမ္မတဒေါ်နန်ထရန့်ကြေညာအမေရိကန်သမ္မတဒေါ်နန်ထရန့်ကတော့ဂါဇာစစ်ပွဲပြီးသွားပြီလို့အော်တိုဘာ12ရက်ကကြေညာလိုက်ပါတယ်စစ်ပွဲကပြီးသွားပါပြီဟုအမေရိကန်သမ္မတကအရှိအလဲပိုင်းကိုထွက်ခွာလာတဲ့ Air Force 1လေယာဉ်ပေါ်မှာသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်ဒီလိုကြေညာပြီးတဲ့နောက်အသက်ရှင်ကျန်ရစ်တဲ့တစားကန်20ဒဲကပထမတစားကန်အုပ်စုဖြစ်တဲ့အစ္စရေးတစားကန်9ဦးကိုအော်တိုဘာ13ရက်ကဂါဇာမှာချက်ချီနေတပ်ဖွဲ့ထံလွှဲပြောင်းပေးလိုက်ပြီလို့ အစ္စရေးစစ်တပ်နဲ့အစ္စရေးလုံခြုံရေးအဖွဲ့တွေကထုတ်ပြန်ခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရပ်အဆိုပြုခဲ့တဲ့ငြိမ်းချမ်းရေးအစီအမံအရပါလက်စတိုင်းစစ်သေးကြွအဖွဲ့ဟာမတ်စ်ကဒဇာဂန်တွေကိုလွှဲပြောင်းပေးပြီးတာနဲ့တပြိုင်နက်အစ္စရေးကလည်းအပြန်အလှန်အားဖြင့်ထိမ့်သိမ်းထားတဲ့ပါလက်စတိုင်းသား2000ဝန်းကျင်ကိုစတင်လွှတ်ပေးမယ်လို့ဆိုပါတယ်။2023ခုနှစ်အောက်တိုဘာ9ရက်မှာအစ္စရေးတောင်ပိုင်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ဟာမတ်စ်တိုက်ခိုက်ရေးသမားတွေက၎င်းတို့နဲ့အတူဒဇာဂန်252ဦးကိုဂါဇာကိုခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။